ဝင်းကြီးချုပ်ဦးနှုကိုထောင်ထဲဖမ်းထားတယ်။မဟာစီဆရာဘုရားကြီးနဲ့မင်းကုန်းဆရာဘုရားကို တွေ့ပြီးရင်သေရင်သေပါစေတော့လို့ဝင်းကြီးချုပ်ဦးနှုကပြောတယ်။အဲ့ဒါဘုံနေဝင်းကအဲ့ဒီဘုံကြီးတစ်ပါးနောက်ကျောင်းရဆုံစမ်းစမ်းกว่าအမလီခံကောင်းလို့စုံစမ်းတော့ထောင်လန်းကြီးတွေကကောင်းပါတယ်။ဘုကျုပ်တင်ပြရတဲ့အာဘုကျုပ်ဒီဆရာတော်နှစ်ပါးတန်ခါပထမပြန်စမဆက်ထပ်တန်ခါနဲ့တင်ထားအမေးဖြေဆရာတော်နှစ်ပါးထောင်ထဲပို့လိုက်ပါတယ်။ထောင်ထဲသွားပြောတရားဟောစီ မာစီစရောဘုရားကြီးကတခါကြီးဦးနုဤထောင်ကြီးကိုထောင်လို့မမြင်နဲ့ထောင်ထဲတဲ့လူတွေထောင်ထဲတဲ့လူမမြင်နဲ့ထောင်ကြီးကိုမိမိခန္ဓာကိုရှိတဲ့နေရာဒီကမ္မထံဖြစ်ခြင်းကြောင့်ဤထောင်ကြီးကိုဖန်ရင်ဓမ္မယုံကြီးလို့ပဲခမရတရားလာအထုတ်တဲ့သာသနာ့ဤသာဖန်ရင်ဓမ္မယုံသဘောထားသင်္ကန်းနာတင်ခဲ့တဲ့မဟာပါဒနာလိုင်ကူလို့သဘောထား၍ဒီထောင်သားတွေကိုထောင်သားလို့မကြည့်ပဲနဲ့မဟာမဟာပါဒနာလိုင်ကူတွေကသံဃာတွေတွားနေကြွနေလို့အဲ့လိုမြင်အောင်ကြည့်ခိုင်းတယ် ကြီးစားကောင်းလိုက်တာဒုတန်ကဒုတန်ကဟေးဘယ်အစိုးရဘယ်မလိုက်ဘူးအဲ့လိုဟောရမှာဘုန်းကြီးဆိုတာတပတ်တည်းမလိုက်ရဘူးနေဝင်းလည်းမပါဘူးအဖြူလည်းမပါဘူးအနီလည်းမပါဘူးအစိမ့်လည်းမပါဘူးဘိုးချုပ်လည်းမပါဘူးမာစီဆရာတော်ဟောသွားတယ်ထောင်တွင်းတည်းရအဲ့ဒါဒီနေ့နိုင်ငံတော်ကမာနကဥပဒေဖြစ်တဲ့ဗမောဆရာတော်ကတို့ပြန်ပြောပြလူကြားဘူးတာအဘမောဆရာတော်ကမင်းကောင်းဆရာတော်ပြင်းနေပါဘူးအဲ့ဒါမာစီဆရာတော်ဘုရားကြီးကအဲ့ဒါဝိပဿနာရှုပါ ဤထောင်နေထောင်နေကိုခုတခါကြီးနိုင်ငံရေးလှုပ်လို့လည်းမရဘူးပါတီကိစ္စလည်းမရှိဘူးအပြင်းနဲ့လည်းဆက်သွယ်မရှိရင်ကိုယ်ခန္ဓာကိုယ်ကိုမြင်တာကိုမြင်နေကြားတာကိုကြားတယ်ဒါလေးမှတ်ပြီးရှုမှတ်ပါခေါ်ပြီးပြန်သွားတော့ပုံနေဝင်းရှိတင်လိုက်ဟာတသက်ငါးခေါင်းရမ်းတာရမ်းရမ်းခေါင်းပဲပုံနေဝင်းဥတော်ပါဖရားဖြစ်သွားတယ်နောက်တစ်ပါးမင်းကုန်းဆရာတော်ကြီးအဲ့ဒါတခါကြီးငိုရဘောဆရာတော်နှစ်ပါးတွေ့တော့ဥနုကငိုနေတခါကြီးတခါကြီးကိုထောင်ချလိုက်တဲ့ပုဂ္ဂိုလ်နဲ့တော့၎င်း ဤထောင်သားတိုင်းပေါ်နေလကောမေတ္တာမပြတ်အောင်နေပါပြီးလို့ရှိရင်အချိန်ရတိုင်းပတိလေးယူသွားပြီးတော့အရဟံတစ်ထောင်သမာသမ္ဗုဒ္ဓတစ်ထောင်တနည်း၉တောင်ကျက်တလို့စိတ်ပါအဲ့ဒါဒါဒီအဲ့လိုမဟာစီရတော်ဘုရားကြီးရဲ့ဝိပဿနာဉာဏ်ထက်ဖို့ဆိုရင်ဗုဒ္ဓဂုံတော်ကိုပွားတာဗုဒ္ဓဂုံတော်ပွားတာရင်တရားတရားတွေထက်တယ်တရားတရားထက်ရင်ဝိပဿနာဉာဏ်တွေထက်ပါလိမ့်မယ်လို့မထီနှစ်ပါးကထောင်ထဲမှာဟောခဲ့ဘူးတယ်လို့ကြားဘူးပါလေ အေးအဲ့ဒီကောင်နေလေအေးပေါ်ပြန်ချမပါဘူးအဲ့ဒါနေဝင်းလောက်တာမဆက်လာလောက်တာတော်လိုင်းကောင်စီမပါဘူးသူတို့ကချက်မပြောဘူးဓမ္မသက်သက်သွားတယ်တို့ဒီဓမ္မသက်သက်ပြောနေတာဘယ်သူမှမပါဘူး